အားလုံးပဲမင်္ဂလာပါရှင်မကျနာတဲ့ရင်ကြာနေရေးဇွန်လ17ရက်နေ့ review session ကိုတက်ဆက်ပြတော်မှာဖြစ်ပါတယ်အတွင်ကူပြောင်းရေးကာလကိုအနေနဲ့အမြန်ရောက်တော်မယ်လို့အညူချီကပြောပါတယ်အင်းတို့ဒီတာအတွင်းတက်ပွဲဖြစ်ပေါ်မှုကြောင့်ရှောင်းသိနေရတဲ့ခြေဝါကဒေတာခန့်တွေအခုနှစ်လေရာလောက်ကွယ်မှုခက်ခဲဖြစ်နေပါတယ်။ဖကန့်ဒေတာကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလုံခင်းကကြောင်မြန်ကုမ္ပဏီတွေနဲ့ကုမ္ပဏီတုံးရင်ရန်တရားတွေကိုနေတိုင်းနေပါမီရှုပ်ဖြက်စီနေပါတယ်။အစားရတဲ့ဒေတာတွေကိုတင်ဆက်ပြတော့မှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ မွန်ညံခရအင်နိုဂျီဒေတာအတွင်တက်ပွဲဖြစ်ပေါ်မှုကြောင့်ရှောင်းသိနေရတဲ့ဂျေယွာကဒေတာကန်တွေအခုနှစ်လေရလောက်ခွင့်ဖို့ခက်ခဲဖြစ်နေလို့သိရပါတယ်ထရီဆာကသစ်ဆက်ပေးမှာပါအင်တိုဂျီဒေတာဆွန်ရင်းကုံဂျေယွာဘက်မှာအချင်းလူလိုက်ရေးတမရောခင်အင်းနဲ့စစ်ကောင်စီ SN ရဲ့ပူပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေယာလောက်ခွင့်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်နေတယ်လို့အင်တိုဂျီဒေတာကန်တို့ကမြစ်နာတဲ့ဒေသနယ်ကိုပြောပါတယ် နမ္မောဟေပုဟေပါစနွင်ကိုအင်တာနမ္မောကစာရီကျေရွာတွေဘက်မှာအခြေအနေညီတက်မှုမရှိတဲ့အတွက်လေယာဉ်လုတ်ကင်နိုင်မဲ့အခြေအနေမရှိတာကြောင့်လာမယ့်နှစ်အခက်တွေမှာကိုစိုးရိမ်နေကြရလို့ဆိုပါရယ်တိုက်ပွဲဖြစ်ပွားမှုတွေအပြင်လက်နက်ကြီးရန်တံပိခတ်တာတွေကြောင့်ကျေးရွာတွေမှာနေထိုင်လို့မရသလိုလက်နက်ကြီးကြောက်ပောက်ကွဲပြီးလူထိခိုက်ဒေဆုံးတာတွေရှိနေတာကြောင့်တရားလုံးကင်ဖို့လည်းအဆင်မပြေဘူးလို့ဆိုပါရယ် တချို့နေရာတွေမှာဆိုရင်ထေထိုးချပြီးမျိုးကျဲဖို့တာကြံတော့ပါမယ်။ထပ်ပြေးတိတ်ဆောင်သွားရတာကြောင့်မျိုးစေ့တွေကိုစိန်ပြီးဖြစ်ချာခဲ့ရတဲ့အခြေအနေဖြစ်နေတယ်လို့ပြောပါရတယ်။တိုက်ပွဲရက်ဆက်ဖြစ်ပွားမှုတွေရှိနေတယ်လို့မနေ့ကလည်းစွန်းင်းကုန်းဘက်မှာ KNA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီပူပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသတွင်းစစ်ဆောင်ပြည်သူတွေလည်းပုံမှန်များပြားလာတယ်လို့ဆိုပါရတယ်။နိစရာတင်းချောင်းနေကြတဲ့အင်းတော်ကြီးကအရှက်ပဲချမ်းမှရှိတဲ့ကျေးရွာကဒေသခံတွေဟာနေရာလုတ်ကန်စားတော့ကြတာမျိ များတယ်လို့လည်းသိရပါတယ်။ဖီဒူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြင့်စေဖုန်းနံပါတ်3996 333 3ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ဝကန်ဒေတာကိုဝေရောက်လာတဲ့စစ်ကောင်စစ်စချောင်းဟာလုံခင်းအကြောင်မြန်ကုမ္ပဏီတွေနဲ့ကုမ္ပဏီသုံးရန်တရားတွေကိုနေတိုင်းနေပါမြေရှို့ဖြက်စီနေပါတယ်။ဆောက်ဆိုင်ကတင်ဆက်ပေးမှာပါ။ စတင်ဝင်ရောက်လာတဲ့အချိန်ကလေးကစစ်ကောင်စီတပ်ကနေတရားမဝင်ကြောက်တူဖို့ရေဆိုပြီးကောင်းစင်တပ်ကတမင်လုတ်ပြနေတာဖြစ်တယ်လို့ဖက်ကန်ဒေတာခန်အမျိုးသမီးတယောက်ကပြောပါရယ်သူတို့ရောက်လာတဲ့အချိန်အစပြီးတရားမဝင်လုတ်တယ်ဆိုပြီးတော့အကိုမီးရှို့ဖျက်ဆီးနေရတမင်ကိုလိုက်လုတ်နေတာတောက်လျှောက်လဲပြခတ်မှုတွေရှိနေရဆိုတော့နေတိုင်းတော့စိုးရင်စိတ်နဲ့နေထိုင်နေရတယ် အမိန်အရာစစ်ကောင်စီတပ်ကကြောက်ကုမ္ပဏီမှာတုံးတဲ့ယင်ရန်တရားတွေကိုဖျက်ဆီးတာတွေပြုလုပ်နေပေမဲ့ကုမ္ပဏီတွေနဲ့ညှိနှိုင်းထားတာကြောင့်ယင်ရန်တရားအဟောင်းတွေကိုဒါမီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့ဒေတာခဏရဲ့ပြောဆိုချက်အရသိရပေမဲ့တိကျအတည်ပြုနေတာတော့မရှိသေးပါဘူး။လုံခင်ကျေးရွာကိုရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ31ရက်နေ့ကစပြီးမော်စီစာကျေးရွာကကြောက်လုတ်ကွက်၃ခုကယင်ရန်တရားတွေကိုစတင်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဇွန်လ3ရက်နေ့ကလည်းမော်စီစာကျေးရွာမှာရှိတဲ့တစ်သုံးလုံးကြောက်စိန်ကော်မတီဝင်းကကြောက်တူးဖော်ရီ3ရင်ရန်တရားတွေကိုမြင်းရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲမော်စီစာကျေးရွာဆောင်းချိန်ရက်ကွက်ကကြောက်စိန်ကော်မတီတခုရဲ့ရန်ကုန်တောင်မှာစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောက်ပောက်ကွဲခဲ့တာကြောင့် ကော်မတီဝန်ထမ်းတချို့ထိခိုက်သေးဆုံးခဲ့ပါတယ်။မေလ9ရက်နေ့မှာလဲလုံခင်းကျေးရွာအုပ်စုခွန်စာကုန်းကလူနေအိမ်မှာစစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောက်ပောက်ကွဲခဲ့တာကြောင့်ကလေးငယ်အပါအဝင်ဒေသခံ9ယောက်ထိခိုက်သေးဆုံးခဲ့ပါတယ်။အင်ကိုစီဘက်ကလည်းတက်ကတာတော့ဒီလိုပြောလို့ရတယ်။ဒီလိုတို့တချို့တရားတော့မြင်လိုက်ရတယ်တဲ့။အဲလုံခင်းပင်းပုံတပ်ကတဲ့ပြစ်တဲ့အတာနဲ့ကြားတယ်လို့လည်းပြောကြပါတယ်။ပြစ်လိုက်တဲ့လက်နက်ကြီးကြီးကတော့ဘာမျိုးသားဆိုတာတော့မသိရဘူးလို့ပြောတယ်။ လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တဲ့နေအိမ်မှာရန်တွေတုံလုံထားတဲ့အတွက်ပောက်ကွဲမှုပြင်းထန်သွားတယ်လို့လည်းသုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။မြစ်ချနာဖက်ကလန်ကိုစစ်ကောင်စီကနေမေလ၄ရက်နေ့ကစပြီးစစ်ကြောင်းထိုးလာကမေလ29ရက်နေ့မှာတော့ဖက်ကမြို့အတွင်းကိုဝင်ရောက်လာနိုင်ခဲ့တာပါ။အဲ့ဒီနောက်မော်စီစာကျေးရွာကတောင်ပေါ်ဘုံကြီးကျောင်းမှာအင်အားတရာကျော်ပါတဲ့စစ်ကြောင်းကတပ်ဆွဲနေပြီးဖြက်စီးရပြီးပြုလုပ်နေတာဖြစ်ပါတယ်။ အထွန်ကူပြောင်းရေးကာလကိုအနေနဲ့အမြန်ရောက်တော်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအညွှန်းကြီးရဲ့တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ဦးကပြောလိုက်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကပြုလုပ်ခဲ့တဲ့မြို့နယ်ဥပဒေတော်ဝန်ခံတွေနဲ့တွေ့ဆုံတဲ့အခမ်းအနားမှာအဲဒီလိုပြောခဲ့တာဖြစ်တယ်လို့တရားရေးဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်လာတာပါ။ အခုချိန်မှာဂျမ်ဘက်စစ်အုပ်စုတွေကကြဆောင်ကန်တို့ရောက်နေပြီးတလိုင်းအင်အားစုများမှအောင်ပွဲများစွာရနေတော့ကာလဖြစ်တော့ကြောင်းမကြာမီအနေနဲ့အမြန်အတွင်ကုပြောင်းရေးကာလကိုဆောင်ရွက်ကြရတော့မည်လို့ဦးသိန်းဦးကပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တရားရေးဝန်ကြီးဌာနအနေနဲ့အတွင်ကုပြောင်းရေးဆိုင်ရာတရားများတတ်မှုဆရာဖြစ်တင်တန်းတွေကိုလည်းဆောင်ရွက်ပေးခဲ့ပြီးတင်တန်းဆရာဆရာမတွေကိုလည်းမွေးထုတ်ထားပြီးလို့သူကဆက်ပြောထားပါတယ်။အရှိချိန်မှာလေစကိုင်းမကွေးနဲ့တင်းတာရီတို့မှဥပဒေရုံးတွေဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။ အတွင်ကိုပြောင်ရေးကာလာကိုတော့အညူကြီးရဲ့လူအခွင့်အရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးအောင်မျိုးမြင့်ကအာနာရှင်အနေဖက်ဒရယ်ဒီမိုကရေစီကိုပြောင်းတဲ့ကာလာတစ်ခုကိုချက်ချင်းမပြောင်းခင်အတွင်ကိုပြောင်ရေးကာလာတစ်ခုအတောဖြတ်တန်းရပါမယ်လို့2024ခုနှစ်အောက်တိုဘာလထဲမှာပြောဖို့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အတွင်ကိုပြောင်ရေးကာလာဆိုတော့ကိုတော့အခုချိန်မှအချိန်တိတိကျကျသတ်မှတ်ထားရမှရှိသေးပါဘူး။ 2023ခုနှစ်ဧပြီလတရနေ့ကထုတ်ပြန်ခဲ့တဲ့ Federal Democracy ပြည်ညင်အစိပ်ပိုင်းနဲ့အရာတော့လက်ရှိချိန်မှာအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံအကောင်စီ NUCC ကအတွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြောင်းကိုရေးဆွဲနေပါတယ်။ NUCC ရဲ့2025ခုနှစ်မေလနောက်ဆုံးပတ်ထည်ထုတ်ပြန်ချက်အရာတော့အတွင်ကူပြောင်းရေးကာလမှာဂိုင်းဆွဲကျင့်သုံးမှုဥပဒေတွေအတွင်ကူပြောင်းရေးကာလပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန်ဆိုင်ရာအခြေခံမူတွေကိုသဘောတူညီမှုရရှိချားရလို့သိရပါတယ်။ ချာဘင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့အခြေခံမူဝါဒတွေမြို့ကြီးချက်တွေနဲ့စံတန်ဖိုးတွေကိုဆွေးနွေးတဘောတူညီချက်ချမှတ်ထားနိုင်ပြီးရှေးလုံငန်းစွန့်တွေကိုလည်းအမြန်ဆုံးအကောင့်တွေပေါ်ဆောင်ရွက်သွားမယ်လို့အညူစစ်စီကထုတ်ပြန်ထားပါတယ်ဆက်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ်ဆက်ကဲနီလန်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်။ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်တော့ကြရဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင်းပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ဖော်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိษွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။ လက်ရှိပြစ်ဆုပ်ပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အတန်းအထီအတွေ့ညင်ခွေးနေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချေတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှော့နေနေနိုင်ပေမယ့်ရေဓာတ်ပြေဝအောင် အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်6ကိုလတ်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျော့လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ် ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်တာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာက ပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ ိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျန်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျန်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးတုံးဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်စတဲ့ ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်တင်ပါတယ်။ဆနေဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီနာသတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။